ဟိုးရှိရှိတုန်းကပေါ့ဘဝစာကလေးမလေးကသူ့ရဲ့ညီမလေးနီနီစာကလေးမနဲ့အတူ နေထိုင်လေးရှိတော့တယ်။သူတို့နှစ်ယောက်လုံးကအစ်တုံးလေးကိုခုတ်ရောင်းပြီးတော့ဝမ်းစာရှာဖွေနေကြတာပေါ့။အမအိဖြစ်သူဘဝကညီမလေးရဲ့ပုံအများနဲ့နှိပ်စက်လေးရှိတယ်။ထမင်းစားတဲ့အခါကျရင်လည်းနေ့တိုင်းလုံးလုံးအကုန်ကုန်အောင်စားလိုက်တော့တယ်။ဒါမဲ့လေနီနီစာကလေးမလေးကသူ့အမနဲ့ထမင်းတူတူစားကျင်တာကြောင့်စောင့်ဆိုင်လေးရှိတယ်တဲ့။တဲ့ရက်မှာတော့ဝဝစာကလေးမကတစ်တုံးခုတ်ဖို့အတွက်တောထဲကိုသွားလိုက်တော့တယ်။ တက်ပင်တပင်ကြီးစီခုံရင်းခုံရင်းနဲ့ရုတ်တရက်ကြီးမှော်တက်ပင်စီကိုရောက်လာတာပေါ့နောက်တော့တက်ကိုင်းမော်ကိုတက်ပြီးတော့တက်ခုတ်ဖို့အတွက်ပြင်းလိုက်တော့တာပေါ့အဲ့ဒီချိန်မှာတက်ပင်ကသူ့အခုတ်ခံရတော့မှန်းသိသွားတော့တာပေါ့ဒီဆောင်လေးမလေးကငါ့ကိုခုတ်တော့မှာပဲဘလို့နည်းနဲ့ပဲဖြစ်ဖြစ်သူ့ကိုတားမှဖြစ်မယ်မဟုတ်ရင်ငါ့ကိုတက်ပြစ်လိုက်လိမ့်မယ်မော်တက်ပင်ကဘယ်နည်းနဲ့မဆိုတော့မြို့သူ့ကိုသူကဲတင်ရမှာဖြစ်တာကြောင့်မော်ပညာတွေကိုတုံးပြီးတော့တက်ပင်ကိုခိုင်းရင်းလိုက်တော့တယ် အဲ့ဒါမှဝဝစာကလေးမလေးကသူ့အပေါ်ကနေပြုတ်ကျသွားတော့တာပေါ့ဟဲဒါကဘာဖြစ်တာလဲอืมကြည့်ရတာငလေးလှုပ်သွားတာဖြစ်မယ်ဒါမဲ့လည်းငါခရီးမဆိုင်ပါဘူးကွာဘာတွေပဲဖြစ်ဖြစ်ငါရှုံးမေးမှာမဟုတ်ဘူးဒီတစ်ပင်ရဲ့တစ်ကိုင်းကိုမကြောက်ရအောင်ခုတ်ပစ်မယ်အဲ့လိုပြောပြီးတော့ဝဝစာကလေးမလေးကတစ်ပင်ပေါ်ကိုပြန်တက်သွားတော့တယ်ဒုက္ခပဲဒီစာကလေးမလေးကတော်တော်လေးကိုခေါင်းပါတယ်ဟာငါသူ့ကိုကောင်းကောင်းမွန်မွန်စကားပြောမှရလိုက်မယ်နဲ့တူတယ် နားထောင်ပါအောင်ကျေးဇူးပြုပြီးတော့ကျွန်တော်ရဲ့တစ်ကိုင်းတွေကိုမခောက်ပါနဲ့ကျွန်တော်ကိုလွတ်လပ်ခွင့်ပေးရင်ကျွန်တော်ကပြန်ပြီးတော့ရွှေတရတိပေးပါမယ်ရွှေတရတိရဲ့နာမည်ကိုကြားပြီးတော့ဘဝစာကလေးမှလောဘတက်သွားတော့တယ်ရွှေအစ်စ်နဲ့တရတိကိုပြောရလားကျွန်တော်တရတိတွေအများကြီးပေးပါမယ်အဲ့ဒါမှမင်းလေးရဲ့တဘဝလုံးအေးချမ်းချမ်းနေလို့ရမှာဘဝစာကလေးမှခဏတာစဉ်းစားလိုက်တော့တယ်နောက်တော့သဘောတူလိုက်တော့တယ်တပင်ကလည်းသူကလေးအတိုင်းရွှေတရတိကိုပေးလိုက်တော့တယ် ရွှေတရတီကိုတွေ့တဲ့အချိန်မှာပဲဝဝစာကလေးမှလောဘကြီးသွားတော့လေ။အင်းနေရငါ့ကိုတစ္ဆာဖောက်ခဲ့တာပဲ။နည်းနည်းလေးပဲပေးစရာလား။ငါကြီးထက်တော်ပို့လို့ခြင်းသေးတာ။အင်းငါ့ကိုထပ်ပြီးတော့ပေးအောင်။နေငါ့ကိုရွှေတရတီရဲ့ထပ်ပေးအောင်။မဟုတ်ရင်တော့နေရဲ့အကိုင်းကိုငါခောက်ပြစ်လိုက်မှာနော်။နေငါ့ဘောအဲ့လိုမလုပ်သင့်ဘူး။ငါ့ကိုမှောင်ဆွမ်းရှိရတဲ့သူဟာငါ့ကိုချိန်ချောက်တဲ့အတွက်အပြစ်ပေးခံရမယ်။ မော်တစ်ပင်ကသူ့ရဲ့အမြစ်တွေကိုမြေကြီးထဲကနေထုတ်ပြီးတော့ဝဝစားကလေးမကိုဖမ်းချုပ်ထားလိုက်တော့တယ်။အဲ့ဒါမှအဲ့ဒီနေရာကနေထွက်မပြေးနိုင်အောင်လို့ပေါ့။ညနေရောက်လာတော့တယ်။မော်တစ်ပင်နေကနင်းကုန်နေအထင်ကြီးနေရမဟုတ်လား။မြစ်စင်းသားနေမှာပေါ့။ငါ့ကိုအမြန်တမ်းဖမ်းချုပ်ထားနိုင်လောက်တဲ့ဆိုပြီးတော့လေ။ဒါမဲ့ငါနင်းရဲ့အမြစ်တွေအားလုံးကိုဖျက်ဆီးပြစ်ပြမယ်။မတုံးမနေကငါ့ရဲ့ထောင်ချောက်ထဲမှာပိတ်မိနေတာ။ ဘလုံးမလွမြောက်နိုင်မှာမဟုတ်ဘူး။နင်ကအရန်ကိုအားနေစာကလေးမတစ်ခေါင်တတာပဲရှိတာပါဟာ။တကယ်ကိုဘာမှမလုံးနိုင်တော့မှန်းဘဝစာကလေးမတိသွားတော့တာပေါ့။ဖះရေအမလောက်ခဲ့မိမိနဲ့တူရဲ့။တကယ်တိပိတဲ့အချိန်တုန်းကဘာမှမပြောဘဲနဲ့ယူခဲ့ရမှာ။ရုပ်ကြည့်ရကြည့်ငါကလည်းလောဘတက်သွားခဲ့။ပြီးတော့မော်တစ်ပင်ကိုချိန်ချောက်မိသွားသေးတယ်။ချေစုပြုတ်ပြီးတော့ခွလုံပေးပါနော်။တော့ခွလည်းပေးပါ။ဘရောမမနောက်ရှက်တော့ပါဘူး။ရွှေတရတီလည်းမလို့ချင်တော့ပါဘူး။ တော်ခွန်းတော့ပေးပါနော်။ငါလည်းနင့်ကိုတောင်းဆိုခဲ့တာပဲလေ။ငါရဲ့တက်ကိုင်းကိုမခုတ်ပါနဲ့လို့။အဲ့တော့ကနေလက်ခံပေးခဲ့လို့လား။နင်းအောင်နားထောင်ပေးခဲ့တာ။ငါဘာကိစ္စနားထောင်ပေးရမှာလဲ။ခဏကြာတဲ့အထိနီနီဆာကလေးမကသူ့ရဲ့အမအောင်စောင့်နေတော့တာပေါ့။အချိန်တော်တော်ကြာတဲ့အထိမလာသေးတာကြောင့်နီနီဆာကလေးမလေးကစိုးရိမ်ကြကြီးနဲ့လိုက်ရှာဖို့ထွက်လာတော့တယ်။အချိန်နဲ့နဲ့ကြာတဲ့နောက်မှာတော့ထောင်ချောက်ထဲမှာပိတ်မိနေတဲ့အမဖြစ်သူဝဝစာကလေးမကိုတွေ့သွားတော့တာပေါ့ ။အဲဒါကြောင့်သူ့ရဲ့အမောက်ကိုကယ်ဖို့အတွက်စူးစမ်းလိုက်တော့တယ်။အမေ၊ဘာဖြစ်တာလဲ။အမောက်ကိုဘယ်သူလှုပ်လိုက်တာလဲ။အမကဒီတပင်ပေါ်မကောင်းတာလှုပ်ခဲ့မှန်းသိပါရဲ့။ဒါပေမဲ့အခုတော့ဒီတပင်ဟာအမောက်ကိုခွင့်မလွတ်ပေးတော့ဘူးဖြစ်နေတယ်။နင်းနီညီမလေးကဘဝတစ်ချောင်းလုံးအမောက်ကိုချစ်ခင်ပေးခဲ့တယ်။လေးစားပေးခဲ့တယ်။ဒါမဲ့အမကတော့ညီမလေးပေါ့ဘာမှမလုပ်ပေးခဲ့ဘူး။ဂိယူလည်းမဆိုင်ပေးခဲ့ဘူး။ကောင်းတဲ့အရာမှန်သမျှကိုအမအတွက်ပဲလောဘတက်ပြီးတော့ချမ်းသာခဲ့တယ်။ ဒါမဲ့ညီမလေးကဘယ်တော့မှအမောက်ကိုအပြစ်မဆိုခဲ့ဘူး။အဲ့ဒါအပြင် အမောက်ကရူရူတေတေလေးလေးဆဆဆစ်ဆန်နေ။အမမသာအသက်ရှင်ခွင့်ရခဲ့ရင်ညီမလေးရဲ့အမကောင်းတယောက်ဖြစ်အောင်ကြိုးစားပါမယ်။ပေါ်တဲ့ပင်ရှင်၊ကျွန်မရဲ့အမကိုကျေးဇူးပြုပြီးတော့လှုပ်ပေးပါနော်။ तू ကလောဘတက်သွားလို့ပါ။အခုသူ့ရဲ့အမတွေကိုလည်း तू သိနေပါပြီ။လှုပ်ပေးပါနော်။ဘရောမမနှောက်ရှက်တော့ပါဘူး။နင်တို့နှစ်ယောက်ကတော်တော်လေးကိုချစ်ကြရပါပဲ။ကိုယ့်ရဲ့မိသားစုကိုဂယူဆိုင်တာကောင်းတဲ့အလုပ်ပဲလी။ငါနေ့ရဲ့အမကိုလှုပ်ပေးပါမယ်။ ဒါမဲ့တခုတော့ရှိရယ်။ तू ကသူ့ရဲ့ဂရုကို तू တီးရမယ်။ပြီးတော့နင့်ကိုလည်း तू ကဂရုတဆိုင်နဲ့ချစ်ပေးနိုင်ရမယ်။ကျေးဇူးတင်ပါတယ်မှော်သိပင်ကြီး။ငါရဲ့ဂရုကိုငါတီးပါမယ်။ဟိုကစာကလေးမကသူလုခဲ့တာတွေအတွက်နောက်နောက်ရသွားမယ်မှော်သိပင်ကြီးကတိသွားတော့တာပေါ့။အဲ့ဒီနောက်မှာမှော်သိပင်ကြီးကသူ့ရဲ့ရွှေတရက်သီးကိုညီမနှစ်ယောက်လုံးပေးလိုက်တော့တာပေါ့။အဲ့ဒီနောက်မှာတော့ဝဝစာကလေးမကသူ့ရဲ့ညီမလေးနီနီစာကလေးမနဲ့အတူပျော်ရွှင်စွာနေထိုင်သွားကြတော့တယ်။ တခါတော့ကပေါ့မဲစာလို့ခေါ်တဲ့တော်ရီထဲမှာဝဝါဆိုတဲ့စာကိမ်းမလေးတကောင်နေထိုင်တာပေါ့ဝဝါစာကိမ်းမလေးကအသားမဲတာကြောင့်သူ့ရဲ့မိဘတွေကသူ့ကိုမုန်းကြတယ်ဒီမှာဝဝါမနဲ့စောစောငါ့ရဲ့အရှိတ်ကိုမလာနဲ့နေ့ရက်ဆုံးမမျက်နှာကိုမြင်လိုက်ရင်တကယ်လုံးလက်ပိတ်လိုက်မယ်မဲသမီးဘိုက်ရန်စာလို့ပါအဲ့ဒါကြောင့်ဝင်းဖို့ဆောင်ထဲကိုရောက်လာတာသွားစမ်းပါဒီကနေအခုချက်ချင်းနေ့ရက်အတိုက်ကိုသွားတော့ နေစားဘူးကြည့်လိုက်တဲ့အစားအစာကလည်းပုတ်သွိုးသွားလိမ့်မယ်အားလုံးစားလို့ပြီးမှကြံလို့ရှိရင်နေကိုခေါ်ပြီးကြွေးမယ်အမေကမိနီကိုကြချစ်ပြီးတော့တမီးကြောက်အများနဲ့မောင်းထုတ်နေရပဲနေရဲ့ပါးစပ်နဲ့ငါတမီးမိနီရဲ့နာမည်ကိုနောက်တစ်ခါခေါ်ရရင်ခေါ်ကြည့်လိုက်သူ့ကိုကြည့်လိုက်စမ်းနှင်းစီပန်းလေးလိုပဲအသားကြီးကပဲအောင်လေးတန်းနေရနေကကြောက်မိသွေးရင်းလိုပဲမဲတူးနေရနေကိုတွေ့ရတဲ့ငါ့ဘာအန်ဂျင်စိတ်တွေပေါ်လာတာ ်အမေဖြစ်သူရဲ့ခက်ထန်တဲ့စကားကိုနားထောင်ပြီးတော့ဝဝစာကလေးမလီကအတိုက်ထဲကိုသွားလိုက်တော့တယ်။တမိသားစုလုံးစားလို့ပြီးသွားတဲ့အချိန်မှာမိပြာစာကလေးမလီကဝဝကိုထမင်းစားဖို့အတွက်လာခေါ်တော့တယ်။နမဲမကြီးလာတော့ကြံနေတဲ့ထမင်းနဲ့ဟင်းတွေကိုစားလိုက်။ပြီးကြရင်ဆေးရမယ့်ပကံတွေအားလုံးကဆေးလိုက်နော်။ဟုတ်ကဲ့မေ။ဝဝစာကလေးမလီကထမင်းစားဖို့လာတဲ့အချိန်မှာဒါကပါလဲမေ။ ရိုတီအချောက်ကြီးပဲရှိတော့တာလားဟင်းသီးဟင်းကအနှစ်တောင်မကြံတော့ဘူးလားဒါပဲကြံတော့တာစားချင်ရင်စားမစားချင်လည်းအငက်ခံပြီးတိတ်လိုက်အဲ့နောက်မှာဝဝစားကလေးမလေးကလည်းရိုတီပဲစားလိုက်ရတော့တာပေါ့တရက်မှာတော့ဝဝရဲ့အဖေကအလုပ်ကိုသွားနေတဲ့အချိန်ဝဝစားကလေးမလေးကသူ့ရဲ့အဖေစီကိုသွားပြီးတော့ပြောလိုက်တော့တယ်အဖေသမီးဖနက်ပြတ်သွားပြီသမီးတို့ဖနက်အစ်စ်ကလေးဝယ်လာပေးပါလားယင်မိမရေဘမလဲ ီကိုမြင်မြန်လေးလာခဲ့哦ဒီငမဲမကိုငါရှိရနေခေါ်ဝါဆန်မနေ့စောစောစီစီသူ့မျက်နှာကိုကြည့်လိုက်ရပြီဒီနေ့တည့်ရလုံးစိတ်ညစ်ရတော့မယ်နဲ့တူပါရဲ့ဟဲ့ငမဲမငါနေ့ကိုဘယ်နှခါပြောရမှာလဲမနေ့စောစောအတိုက်ထဲကနေမထွက်လာပါနဲ့လို့နေရတော့လေငါစကားကိုနားထောင်အောင်မသိဘူးလားတမီးကအလောက်တောင်စိုးနေရပေါ့လေဒါဆိုလေတမီးဒီရေကိုထားပြီးတော့ထွက်သွားလိုက်တော့မယ်ကောင်းတာပေါ့သွားလေ နင်ဒီတိုင်းမှာမရှိနေလို့လဲဘာမှထူမှာမဟုတ်ဘူးအ ਨੇ ဆုံးတော့နင်မျက်နှာကိုမြင်စရာမလိုတော့ဘူးပေါ့အမေတမီးရလဲအမေရဲ့ကလေးပါဘာလို့တမီးကိုအဲ့လိုဆက်ဆံရတာလဲအမေကြည့်နေလိုက်တကယ်ကြိုက်အမေတမီးကိုကုံယူရလိမ့်မယ်အဲ့လိုပြောပြီးတော့ဝဝစာကလေးမကအိမ်ကနေထွက်သွားလိုက်တော့တယ်။ဝဝစာကလေးမကရှောက်သွားရင်ရှောက်သွားရင်နဲ့တောရဲ့အလဲကိုရောက်သွားတော့တယ်။နေရလဲအရန်ကိုပူပြင်းလာတာကြောင့်ဝဝရဲ့ခြေထောက်တွေပါနေလောင်လာတော့တယ်။ ငါရဲ့အဖေနဲ့အမေနဲ့ငါ့ကိုချစ်တာမဟုတ်ငါသိလိုက်တာမှပူကောင်းမယ်ငါဘယ်တော့မှအဲ့ကိုမသွားတော့ဘူးအဲ့ဒီချိန်မှာတော့ရဲကိုဆုံးမလေးတကောင်ကရောက်လာတော့တယ်ဟိုကစာကလေးမကတယောက်တည်းငိုနေတာကိုတွေ့ပြီးတော့မေးလိုက်တော့တယ်တမီးရေဘာလို့တော့နဲ့ကြီးထဲမှာတယောက်တည်းထိုင်ပြီးတော့ငိုနေရတာလဲအန်နီကိုပြပြလေးတမီးမှာဘာတွေစိတ်ညစ်စရာရှိလို့လဲအန်နီကူညီပေးနိုင်ကူညီပေးမယ် ။အန်ဒီရေဒီမှာကြည့်ပါဦး။သမီးရဲ့ချစ်တော်မနေလောင်သွားပြီ။အဖေနဲ့အမေနဲ့ကလည်းသမီးကိုမချစ်ကြဘူး။အဲ့ဒါကြောင့်ဘလို့သမီးကအိမ်ကိုထားပြီးတော့တီယိုလာခဲ့တာ။သူတို့အားလုံးကသမီးကိုအသားမဲလို့မုန်းနေကြတာ။သမီးဘာမှစိတ်မပူနဲ့။အန်ဒီကသမီးကိုမှော်ဖက်နဲ့လေးတရံပေးမယ်။အဲ့ဒီဖက်နဲ့လေးကိုသာသမီးဝတ်လိုက်အရောက်လှသွားမှာ။အဲ့ဒီနောက်ဆုံးမလေးကဝဝစာကလေးမကိုမှော်ဖက်နဲ့လေးတရံပေးလိုက်တော့တယ်။ မီးရေဒီဖက်နဲ့လေးဝစ်ပြီးတော့အိမ်ပြန်သွားနော်။ဘွားစာကလေးမလေးကမော်ဖက်နဲ့လေးကိုစီးလိုက်တဲ့အချိန်အရက်ကိုလှပသွားတော့တယ်။နောက်တော့ဘွားစာကလေးမအိမ်ကိုပြန်လာတော့တယ်။အိမ်ကိုရောက်လာတဲ့အချိန်မှာတော့တမီးကဘာတူလဲ။ဘာတူနဲ့တွေ့ချင်လို့လဲ။အမေတမီးကိုမမတ်မိဘူးလား။တမီးကဘွားလေး။ဟမ်လိန်ပြောနေရမဟုတ်လား။ဘလို့လောက်ပြီးတော့တမီးကဘွားဖြစ်နိုင်မှာလဲ။ဘွားကအရင်ကအသားမဲတာ။ အမေဒီမှာကြည့်လိုက်တမီးရဲ့ဖက်နှက်ကလေအန်ဒီမော်ဆုံးမလေးကပေးလိုက်တာဒီဖက်နှက်လေးကိုဝစ်လိုက်တော့လေတမီးကလှသွားတာအဲ့နေရဆပြီးတော့ဝဝစားကလေးမလေးကပြပြောရွှေရွှေနဲ့နေထိုင်တော့ပါတော့တယ်ဖေဖေစာကလေးကစက်ရုံတရုံမှာအလုံးလုံးလေးရှိရဲ့ဒီနေ့ဖေဖေစာကလေးကစက်ရုံကိုရောက်လာတဲ့အချိန်မှာ စက်ရုံရဲ့တကောင်ကိုတောက်ခတ်ထားတာပေါ့နောက်ပြီးတော့အဲ့ဒီနေရာမှာကျင်းငံလေးတကောင်ကထိုင်နေတော့တယ်အကိုေဘာဖြစ်တာလဲဒီနေ့ကျဘာလို့ဒီအချိန်ထိနောက်တောက်ခတ်ထားရလဲငါကဒီစက်ရုံရဲ့လုံခြုံရေးလေဒီစက်ရုံကိုပိုင်ရှင်ကပိတ်လိုက်ပြီးပြီးတော့အလုံးလုံးနေတဲ့သူတွေအားလုံးကိုလည်းအနာပေးလိုက်ပြီးလေသွားတော့တခြားမှအလုပ်သွားရှာလို့တော့အဲ့ဒီစကားကိုနားထောင်ပြီးတော့ဖေဖေစာကလေးကအံ့ဩသွားတာပေါ့ဟာရုတ်တရက်ကြီးဘာဖြစ်တာလဲဗျာ အာတီချပ်ပို့ပြီးတော့ကျွန်တော်လည်းမသိတော့ဘူးဖေဖေစာကလေးကစိတ်မကောင်းဖြစ်ပြီးတော့အိမ်မက်ကိုပြန်လာလိုက်တော့တယ်ဒါပေမဲ့လည်းအိမ်ပြန်စစ်စိတ်မရှိရာကြောင့်လမ်းတစ်ဝက်ကနေတစ်ပင်ပေါ်မှာထိုင်နေလိုက်တော့တယ်အဖေကြောင်းလိုက်ကပေးရအောင်မယ်ပြီးတော့သမီးအတွက်ဘယ်တော့မှဖနှက်ဝယ်လာမှာလဲအိမ်မှာစားနေရိတ်ခါတွေမရှိတော့ဘူးအလောက်ကပြန်လာရင်ဈေးဝင်ဝယ်ခင်နော်ဖေဖေစာကလေးကငုံငုံပြီးတော့သူ့ရဲ့သမီးနဲ့မိန်းမရဲ့စကားတွေကိုကြားရောက်နေတာပေါ့ သူကအသက်ဝဝရှူပြီးတော့အိမ်ကိုပြန်လာလိုက်တော့တယ်။ဘာဖြစ်လို့လဲ?ဒီနေ့အစောကြီးပြန်လာပါလား။အမေမိသွားပြီလား။အဖေကသမီးကိုခေါ်ပြီးတော့ဖနှက်အစ်စ်ဝယ်ဖို့အတွက်ခေါ်သွားမှလေ။အဲဒါကြောင့်အဖေကအစောကြီးပြန်လာတာ။ဟုတ်တယ်မလားအဖေ။ဒါပေမဲ့ဖေဖေစားကလေးကကြောက်လို့ဘာမှမပြောဘဲနဲ့ရက်နေတာပေါ့။တခုခုပြောပါဦးရှင်။အဆင်ပြေရဲ့လား။စိတ်ကပိတ်သွားပြီကွာ။ ပြီးတော့လုံသမားတွေအားလုံးကိုလည်းတထည့်ရအလောက်ကနေထုတ်လိုက်ပြီးမေမေစားကလေးလည်းဝမ်းနေတော့တယ်ဟွန်းမကောင်းလိုက်တာရှင်အရင်ဟာအိမ်အတွက်အဆင်ပြေနေရအောင်အဖေတမီးဖနာတမီးရတော့ဘူးလားတမီးလည်းမိနေတိတ်တိတ်နေတမီးရဲ့အဖေကအစကတည်းကစိတ်ညစ်နေရငါရဲ့တမီးလေးကိုမဆူပါနဲ့တရက်၂ရက်၃ရက်အကုန်ဆုံးသွားတော့တယ် အိမ်မှာရှိတဲ့စားနပ်ရိက္ခာတွေအားလုံးကလည်းကုန်သွားတာပေါ့ဖေဖေစားကလေးကလည်းတုံးရအတ္တိတိအလုရှာနေတာပေါ့တောင်းမှမရစောစောကငါစီမှာလည်းမင်းကိုပေးဖို့အတွက်အလုံးမရှိဘူးကွာအခုချိန်ထိဖေဖေစားကလေးကအလုံးမရသေးဘူးပေါ့ဟိုကစားကလေးမကရေတောက်ပြီးတော့မြစ်ကနေပြန်လာတဲ့ချိန်မှာတင်းတင်းကြီးကမ်းမလေးနဲ့တွေ့သွားတော့တယ်ဝဝငါရဲ့အလုတ်သမားထွက်ပြေးသွားလို့နင့်ရဲ့အနီးနားမှာအလုတ်သမားလုတ်ပေးနိုင်တဲ့သူရှင်ငါ့ကိုပြောပါအောင်နော် ြောပြမယ်နော်ဒါမဲ့ဘာလို့လောက်ရမှာလဲအများကြီးတော့မဟုတ်ပါဘူးအိမ်တိုင်းရှိရင်နဲ့ထမင်းဟင်းချက်ပေးရုံပါပဲလေလက်သိပါရဲ့ငါအလှပြဆိုင်သွားနေကြအောင်ဆိုတော့အိမ်လုံးမလုံးနိုင်ဘူးလေအဲ့ဒီလောက်တွေလောက်ဖို့အတွက်ငါ့မှာအချိန်ရှိဘူးကောင်းပါပြီညရောက်တဲ့အခါမှာတော့ဖေဖေစာကလေးနဲ့မေမေစာကလေးတို့ကအိမ်မှာထိုင်နေကြတာပေါ့မိနီစာကလေးမကတော့အိပ်ပျော်နေတော့တယ်ဒီနေ့လည်းကိုဘာလုံးမမရခဲ့ဘူး မနေ့ပြန်လဲအလုံးမရရင်ဘယ်လိုလုပ်ပြီးတော့အိမ်အတွက်စားနေရိတ်ခါယူလာနိုင်မှာလဲတကယ်လို့ရှင်နာခွင့်ပြုမယ်ဆိုရင်ကျမအလုံးလုပ်လို့ရမလားအဲ့ဒီစကားကိုနားထောင်ပြီးတော့ဖေဖေစာကလေးကအံ့ဩသွားတော့တယ်မင်းကဘာလုံးလုံးမလို့လဲဒီနေ့တင်းတင်းနဲ့တွေ့ခဲ့တယ်တင်းတင်းကအိမ်ပေါ်လူနေလို့တဲ့အဲ့ဒါကြောင့်ကျမသူ့စီမှာအလုံးလုပ်ရင်ကောင်းမလားလို့စဉ်းစားနေတာဟာကိုယ့်ရဲ့မိန်းမတခြားချင်းရဲ့အိမ်မှာအလုံးလုံးမလို့လား ကျမကတော့အဲ့ဒီအလုပ်လုပ်ရလဲမရှက်ပါဘူး။ကျမတို့နှစ်ယောက်ပေါင်းပြီးတော့ပတ်ဆိုင်ရှာမှဖြစ်မှာလေ။ရှင်အလုပ်ရှာလို့မတွေ့သေးတဲ့အထိရှင်အိမ်ကိုဆောက်ရှောက်ပေးကျမအလုပ်သွားလုပ်မယ်။နောက်နေ့တရက်မှာတော့မေမေစာကလေးမကတင်းတင်းကြီးကမ်းမလေးရဲ့အိမ်ကိုရောက်လာတော့တယ်။ဘောဘွားအိမ်မှာအလုပ်လုပ်ဖို့အတွက်ကျင်းနဲ့ရှာတွေ့သွားပြီလား။တင်းနေငါလုပ်ပေးမယ်နော်။ငါ့ယောက်ျားအလုပ်လုပ်တဲ့ဆက်ရုံကပိတ်သွားတော့အလုပ်မရှိဖြစ်နေတာ။အလုပ်ရှာရလဲမတွေ့သေးဘူးလေ။ အဲ့ဒါကြောင့်အိမ်တွက်စားနေရခါရှာမဖြစ်မှာပေါ့။အင်းဒါဆိုလဲဘောပါ။နင်ကအိမ်အလုပ်လုပ်ပေးမှလား။ဘာမှစိတ်မပူပါနဲ့။ငါအိမ်အလုပ်ကိုကောင်းကောင်းလုပ်တတ်ပါရဲ့။အိုင်မရစပြီးတော့ဝဝစားကလေးမကတင်တင်ကြီးကမ်းမလေးရဲ့အိမ်မှာအလုပ်လုပ်တော့တယ်။နှစ်ရက်တည်းတည်းတော့တင်တင်ကြီးကမ်းမလေးကဘာမှမပြောပေမဲ့ကြာလာတော့ဝဝစားကလေးမကလည်းဘာလို့တင်တင်ရဲ့အိမ်မော်ရီကခဏခဏထွက်ပြေးသွားလဲဆိုတာကိုသိလာတော့တယ်။ဟဲ့ငါရဲ့ဖန်ခွက်ကဘယ်ကိုရောက်သွားလဲ။ မီးပေါ်ချောင်ထဲမှာလည်းမရှိဘူး။ဟုတ်ဟိုတင်းနေမနေ့တော့ကငါလက်ထရားနေချော်ပြီးတော့ပြုတ်ချသွားပြီးတော့ကွဲသွားတယ်။ဟာနေကန်းနေရမလို့လား။တေချာလောက်ကမလုံနိုင်ဘူးလား။ပြီးတော့ငါ့ကိုတင်းနေလို့မခေါ်နဲ့တထင်းမလို့ခေါ်။နေကငါ့ရဲ့အိမ်ပေါ်မှာလေ။ဟုတ်ဟုတ်ကဲ့တထင်းမ။ဘဝစားကလေးမရဲ့အိမ်မှာစားဖို့တောက်ဖို့အတွက်စားနေရခါရရလာတော့တယ်။တဖြည်းဖြည်းနဲ့အိမ်အတွက်အဆင်ပြေလာခဲ့တော့တယ်။အမေ ။တခြားသူရဲ့အိမ်မှာအလုပ်လုပ်ရတာပြင်းပန်းမှာပေါ့နော်။အော်တမီးရဲ့ဘိုက်ပြေဖို့အတွက်အလုပ်လုပ်မှရမှာပေါ့။ပြီးတော့လည်းတမီးရဲ့တင်းနေရအမေရဲ့တငယ်ချင်းလေးအမေကိုအရန်ချစ်တာ။အမေအနေတင်းနေရအမေရဲ့ငယ်တငယ်ချင်းလား။ဟုတ်တယ်တမီး။အမေတို့နှစ်ယောက်လုံးကငယ်ငယ်လေးကတည်းကနေအတူတူနေလာခဲ့ကြတာလေ။အဲ့ဒါကြောင့်အမေကအနေတင်းနေစီမှာအလုပ်လုပ်ဖို့သွားတာပေါ့။အဲ့ဒါဆိုလည်းကောင်းပြီလေ။အမေနဲ့အနီတီတင်တို့ကအချိန်ကောင်းလေးတွေကိုပိုင်ဆိုင်နေမှာပေါ့နော်။ တရက်ထက်တရက်တင်တင်ကြီးကမာလီယာဝဝစာကလေးမအပေါ်ရက်ဆက်ဆွာဆက်ဆံလာတော့တယ်။အခုဆိုတင်တင်ကြီးကမာလီယာအချိန်တိုင်းဝဝစာကလေးမကိုအော်ဟောက်နေတာပေါ့။ဒီနေ့ကစပြီးတော့ငါ့ရေခဲတက်တာတွေကရေထုတ်ပြီးတော့ရေတောက်ဆရာအကြောင်းမရှိဘူး။တင်တင်အော်မဟုတ်ပါဘူး။တထဲမှရာသီဥတုကအရန်ပူတာဘလို့လုတ်ပြီးတော့ရေပူတောက်နိုင်မှာလဲ။ရေဥတွေကနေတောက်ပေါ့။အရင်ကအိမ်ပေါ်မှာလေရေဥတွေကနေပဲတောက်တာပဲလေ။ အရှင်တော့ဆိုရင်ရေအေးလေးတောက်လို့ရအောင်ရေခဲတောင်ပေးသေးရဲ့လေ။အော်အရှင်ကတော့နေရငါ့ရဲ့အိမ်နီးနားချင်းလေ။အခုကအိမ်မော်ဖြစ်နေပြီ။ဒီမှာရက်ပြီးတော့ငါ့ကိုတခုံးမကြံပြန်ပြောနေမှာလား။အလုံးလုံးမှာလား။ညာဘက်တကောင်ရောက်တဲ့အထိလင်မယားနေအောင်လုံးကအကြာကြီးစကားတွေပြောနေကြတော့တာပေါ့။တခြားဘက်မှာဆက်ယုံလာဖွင့်တယ်လို့ကြားတယ်ကွာ။အဲ့ဒီမှာအလုံးရလိုက်မယ်ထင်တယ်။ကိုအိမ်မှာအလုံးလျှောက်ခဲလိုက်တယ်။ရှင်ဆက်မှုပူပါနဲ့အခုလည်းအိမ်ကအဆင်ပြေနေရလေ။ မေမေစားကိမကမိဖို့ကြောင့်နဲ့မှလက်ဖက်ရည်ဖြောဖို့လုပ်နေတဲ့အချိန်တင်းတင်းကြီးကမှလေးကရေတောင်းလိုက်တော့တယ်။အိမ်မော်မိုက်မြမြလေးငါ့အတွက်ရေခဲတက်တာတွေကရေအေးလေးတစ်ခွက်ယူလာခဲ့။ဟုတ်ကဲ့တထေးမအခုယူလာခဲ့ပြီမယ်နော်။ဟိုကစားကိမကရေခဲတက်တာတွေကနေရေယူဖို့အတွက်သွားလိုက်တော့တယ်။အဲ့ဒီအချိန်မှာနိုအိုးကိုမိဖို့ပေါ်မှာတင်ထားတာကြောင့်နိုကစူပြီးတော့ဝေကြတော့တာပေါ့။ဟမ်ဒီအနက်ဘာနဲ့လဲ။ ဟုတ်သားပဲငါမီးဖို့ပေါ်မှာနှုတ်အိုးတင်ထားတာပဲမေမေစာကလေးမလေးကပြေးပြီးတော့မီးဖို့ချောင်းထဲကိုသွားလိုက်တော့တယ်တင်းတင်းကြီးကမ်းမလေးကလည်းနောက်ကနေလိုက်လာတော့တာပေါ့အတော့ကိုမကြောက်ဘူးနင်ငါ့ရဲ့နှုတ်တွေအားလုံးဖျက်ဆီးပြစ်လိုက်ပြီအဲ့လိုပြောပြီးတော့တင်းတင်းကြီးကမ်းမလေးကတမျက်စိနဲ့ဝဝစာကလေးမကိုရိုက်လိုက်တော့တယ်အဲ့ဒီချိန်မှာမီနီစာကလေးမကလည်းသူ့အမေစီကိုရောက်လာတော့တယ်ကိုရဲ့အမေကရိုက်ခံနေရတာကိုကြည့်ပြီးတော့မီနီစာကလေးမကငိုလိုက်တော့တာပေါ့ လှုပ်ပေးပါနော်။တမီးရဲ့အမေကိုမရိုက်ပါနဲ့တော့အန်တီတင်တင်။အခုချက်ချင်းသွားပြီးတော့ပကံနေသွားဆေးလိုက်။နောက်တစ်ခါဒီလိုအမှားမျိုးကိုမလုပ်မိစေနဲ့။တမီးနဲ့မိနီဘာလို့ဒီကိုရောက်လာတာလဲ။တမီးဒီကိုရောက်လာတာကောင်းသွားတယ်။မဟုတ်ရင်အမေရဲ့ငယ်တငယ်ချင်းကအမေကိုဘလောက်တောင်ချစ်လဲဆိုတာတမီးတွေ့ရမှာမဟုတ်ဘူး။အဲ့နောက်မှာမိနီစာကလေးမလေးကသူ့ရဲ့တငယ်ချင်းကိုအကြောင်းဆုံးပြပြလိုက်တော့တယ်။ဟာငါအဖေမှာအလုံးမရှိတဲ့အခြေကားစပြီးတော့အိမ်မှာဘာတစ်ခုမှအဆင်မပြေတော့ဘူး။ အခုတော့အန်နီတနေကအမင်းကိုအရင်ဆိုင်နေတာဒါပေမဲ့လည်းအမင်းကငါ့ကိုဘာမှမပြောပြဘူးမိနီငါရဲ့တငယ်ချင်းလေးငါရဲ့စကားကိုနားထောင်နီကိုပိုင်အလုပ်တသေးလေးလုပ်လိုက် သူများအိမ်မှာအလုပ်လုပ်တာထက်ကိုပိုင်အလုပ်ကလေးရှိတာပိုကောင်းတာပေါ့ဒါမဲ့ငါဘာလို့ရမှာလဲယင်နွေရသည်ဆိုတော့တော်တော်များများဖြော်ရည်အေးလေးတွေတောက်ကြမှာဖြော်ရည်ကအကုန်ကြလေတက်တာတယ်မိနီကစဉ်းစားပြီးတော့ဆုံးဖြတ်လိုက်တော့တယ်နောက်တော့ဆက်လုပ်တော့တာပေါ့ မိနီစာကလေးမှာတောထဲမှာဖြော်ရည်တွေစရောင်းတော့တယ်။ပထမရက်မှာရင်သူ့ရဲ့ဖြော်ရည်ကခဏလေးတွန်းမှပဲရောင်းကုန်သွားတော့ပတ်စံနေအများကြီးရှာလို့ရလာခဲ့တယ်။နောက်ရက်တွေကြာလာတဲ့နောက်မှာတော့မိနီစာကလေးမှာကသူ့ရဲ့အမေကိုလည်းအလောက်ကနေထွက်ခိုင်းလိုက်ပြီးတော့သူ့နဲ့အတူတူအလုပ်လုပ်ခိုင်းလိုက်တော့တယ်။သူတို့ရဲ့အလုပ်ကလေးကလည်းအမျက်တွေအများကြီးရတော့တာပေါ့။မိနီအမေရဲ့သမီးလေးအမေသမီးကိုအရန်ခုန်တာပဲ။သမီးကအရန်ကိုတော်တာပဲ။ အဖေမှာတော့အလုံးမရှိလို့စိတ်ညစ်နေတာတမီးကအဖေကိုအလုံးခန့်လိုက်တာပဲအဲ့နောက်မှာတော့သူတို့အားလုံးကရယ်လိုက်ကြတော့တယ်ချစ်ရတဲ့တငယ်ချင်းလေးတို့ရေဒီဗီဒီယိုလေးကို like လုပ်ပြီးတော့တငယ်ချင်းတွေကို share ဖို့ channel လေးကိုလည်း subscribe လုပ်ဖို့မမေ့နဲ့နော်ကျေးဇူးတင်ပါတယ်ရှင်